တိမင်းနိုင်ငံမှာသုံးတဲ့ပတ်စံမင်းခိုင်ဆိုးစံအပိုင်း၃ကျွန်တော်တို့ရဲ့ချင်းရင်အင်ကားကြတော့ဖျောင်းတိုင်းလုပ်ငန်းလုပ်တဲ့အိမ်ပြဖျောင်းတိုင်းလုပ်ငန်းဆိုလို့တိတ်ကြီးကြီးကျယ်ကျယ်မဟုတ်ပါဘူးဗျာတနိုင်တပိုင်းအိမ်တွင်းမှုလုပ်ငန်းလေးပါဖျောင်းတွေကိုအရေးကျိုးတစ်သားတန်းပေါင်မှာပုံစံကွက်လေးပြီးထွင်းထားတဲ့အထည်လောင်းထည်မိစာကျိုးတက်ပြီး၆တောင်းနဲ့နင်းရတဲ့ဟာမျိုးလေးဗျတခါနင်းဖျောင်းတိုင်း၆တိုင်းပဲရတယ် အရာလေးတွေကိုမှ plastic အိမ်နဲ့တစ်စိမ့်မပါဘာမှပါထည့်ပိတ်ပြီးရက်ွက်ထဲကအိမ်ဆိုင်လေးတွေမှာလိုက်သွင်းတာစင်ရဲသားရက်ွက်ဆိုတော့ဒါမျိုးလေးတွေပဲဝယ်သုံးနေကြရတော့တာပေါ့ဗျာကျွန်တော်တို့လည်းဝယ်သုံးကြည့်ဘူးပါတယ်တကယ်တည်းဗျာဖယောင်းသားကညံ့ရတဲ့အထင်လေးခုနီတော့ဖွားစီစီမညီမညာနဲ့ပြီးတော့မိစာလုပ်တဲ့ချီချိုးကလည်းဖွာလန်ကျဲပြီးကောင်းကောင်းမီးမဆွဲဘူးသူတို့ဖယောင်းတိုင်ကိုမီးညှိလိုက်ရင် တောက်လျှောက်တဖြစ်ဖြစ်မြည်နေတော့တာဖယောင်းတိုင်ကိုရေစိမ်ပြီးထုံနာသလားအောင့်မိရတယ်အလေးရောင်လေးဖက်နဲ့လှုပ်ပြီးကောင်းကောင်းရမလဲဗျာမိတော့ကသူ့ပါသူငိမ့်မသွားအောင်ကိုမနေ့ကုန်းယုံပြီးတောက်လောင်နေရတဲ့ဥစ္စာလင်းနေဆူရယုံလေးပဲပေါ့တနေ့ကျတော့အဲ့ဒီဖယောင်းတိုင်လုပ်ငန်းပိုင်ရှင်ဥခွေးနေတယောက်ကျွန်တော်တို့အိမ်ပေါ်ကိုရောက်ချလာတယ်သူ့မိမဒေါ်ပုကျွဲကလည်းကိုယ်လုံးဝဝဖိုင်ဖိုင်ကြီးကိုမနိုင်တနိုင်သိလို့ ကျွန်တော်ကရင်းနှွေးချမ်းတွေပါရီချပေးပြီးဆိုပါအောင်ဦးလေးခွေးနေဘာကိစ္စများလဲဒီလိုမောင်းကြော်ဆိုရင်ဦးလေးတို့ဖျောင်းတိုင်းလုပ်ငန်းလေးကခုနောက်ပိုင်းနည်းနည်းပို့ပြီးအယောင်းရတွင်ကျလာတကွအဲ့ဒါကွာလုပ်ငန်းတိုးချဲ့ခြင်းနဲ့သဘောပေါ့ရက်ွက်ထဲကအင်ဆိုင်လေးတွေကိုလိုက်ရောက်နေုံတွေမကတော့ပဲဈေးကြီးတဲ့ကဆိုင်တွေမှာပါတင်ကြည့်ကောင်းမလားလို့ကောင်းတာပဲဦးလေးရဲ့ကောင်းနေပဲပြောရုံရှိတော်တာပေါ့ဗျာ အဲ့ဒါနဲ့ဥခွေးနီကဆက်ပြီးအဲ့ဒီလိုလုပ်မယ်ဆိုရင်ဖျောင်းနိုင်ကိုဒစိမ့်နဲ့နမယ်နဲ့ကြကြနာနာထုတ်ပိုးကြုံညာရမှာကွာဟုတ်တာပေါ့ကျွန်တော်တို့ကဘယ်နေရာကနေကုညီရမှာလဲဆိုတာသာပြောအဲ့ဒီမှာဥခွေးနီကတော့ဒေါ်ပုကျွေကဝင်ပြီးမောင်ကျော်စိုးတို့ကစာရေးဆရာတွေပကြီးဆရာတွေဟိုလေဘာခေါ်မလဲအေးအနုပညာသမားတွေဆိုတော့ နမေလှလှကောင်းကောင်းလေးတွေပို့ပြီးစဉ်းစားတတ်မှာပေါ့ကွယ်အဲ့ဒါဒေါ်တော်တို့ရဲ့ဖျောင်းတိုင်တစ်စိတ်ကိုနမေမှဲ့ပေးစမ်းပါအောင်ဒီမှာရင်ကျွန်တော်အကွက်ဝင်တော့တာပဲသူတို့ဖျောင်းတိုင်ခဏညံကလင်းယုံပဲလင်းလို့လင်းယုံဖျောင်းတိုင်လို့ကျွန်တော်ဘာသာချိန်ပြီးကဲ့ရင်နေတာကြာပြီဒါနဲ့ကျွန်တော်ကလင်းယုံဖျောင်းတိုင်လို့နမေပေးလိုက်ပါလားဦးလေးရဲ့ဟေးလင်းယုံညံတစ်စိတ်လားဦးခွေးနေခေါင်းတငိမ့်ငိမ့်လုပ်ပြီးစဉ်းစားနေတယ် ျွန်တော်ဘဆက်ကလင်းယုံလိုပဲပြောတာနော်။ညှက်တွေးပါရင်မပါဘူး။သူ့ဘာသာသူချဲ့တွေးတဲ့ကိစ္စ။ဒေါ်ပုကျွေကလည်းဝင်ပြီးကောင်းတာပဲတော့မိုးပေါ်မှာပြန်နေငှမ်းဆိုတော့အေးဟာငါလည်းအဲ့ဒါပဲစဉ်းစားနေတာ။ဟိုးအမြင့်ကြီးမှာ နေရာရရဲဆိုတဲ့အတိတ်ပဲပေါ့ဟာ။နမိတ်ကောင်းတဲ့ပုကျွေရဲ့သူတို့လမယာချင်းအပေးအယူကိုတဲလို့ဘေးနာမှာထိုင်နေတဲ့ပကြီးဆရာကလည်းဝင်ပင့်ပေးတယ်။ နမိတ်ကောင်းရင်အဲ့ဒီနမည်ပဲပေးလိုက်ကြပြီတော့ဒစိမ့်ရိုက်ဖို့လေးရုံငှက်ပုံကျွန်တော်ဆွဲပေးမယ်အေးကွာအေးကျေးဇူးပဲပကြီးဆရာကလေးရုံငှက်ပုံရောစလုံးဒစိုင်းရောရေးရုံမကဘူးကိုတိုင်ကိုကြသွားပြီးဘလောက်တွေဘာတွေပါအပ်ပေးလိုက်သေးတာအရာနဲ့ပဲသူတို့လုပ်ငန်းဟာလင်းယုံဖျောင်းတိုင်းလို့နာမည်တွင်သွားပါလေရောကျွန်တော်တို့တွေဟာတော်တော်ကိုမကောင်းတဲ့ကောင်လေးဗျနော်ကျွန်တော်တို့ခေါင်းရင်းအင်ကအန်တီလှကလည်း အဲ့ဒီလင်းယုံဖျောင်းတိုင်လှုပ်တဲ့အိမ်ကိုတနေ့နှစ်ခါသုံးခါလောက်အဝင်အထွက်လှုပ်တယ်။လီပန်းနဲ့အတင်းပြောတယ်။တခါတလေသူ့ဘာသာသူတယောက်ထင်းလီပန်းယုံနဲ့အမရဘူးထင်ပါရဲ့။ကျွန်တော်တို့အိမ်ဘက်လေပင်ထောင်ကြည့်ပြီးဟဲ့မောင်ဖိုးစော်ရီဒီဘက်အိမ်ကူးငယ်လေးကိုရင်လက်ဖက်တုပ်လေးပါလေးစားရင်စကားစမြည်ပြောရအောင်။အဲ့ဒီလိုမျိုးလှမ်းပြီးပင့်ဖိတ်တယ်။ကျွန်တော်တို့ကောင်းကြီးရဲ့ညင်ဆိုးကလည်းတမျိုးအဆန်သာပြ သင်ကအချင်းပြိအာရရဖြစ်နေတာမဟုတ်လားအဲ့ဒီတော့ဘသူကပဲလာခေါ်ခေါ်ဘယ်အချင်းပဲလာခေါ်ခေါ်ဘယ်ကိုခေါ်ခေါ်မငင်းဘူးပစိုးလေးပြင်ဝစ်ပြီးတောက်ခနေထလိုက်သွားတော့တာပဲအဲ့ဒီလိုပင့်ဆောင်ရနေရာတိုင်းကိုကြွချီတော့မှုတက်လုံးလုံးသူ့ကိုဓက္ခိနာတာခါကိုတော်လေးလို့နာမည်ပေးထားတယ်ခုလဲကြည်လေဟိုဘက်အင်ကလှမ်းပင်လိုက်တာနဲ့မဆိုင်မတွာပဲငောက်ခနေထတုတ်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 နဲ့ကြွချီသွားပြီး ူ့ရဲ့အဖိုးထိုက်အဖိုးတန်နန်းနေလှတဲ့အတွေးအခေါ်တွေကိုဟောကြားတော်မူတော့တာပဲကျွန်တော်တခုစဉ်းစားမိတယ်အန်တီလှရဲ့စူဇန်းမအောင်မောင်ဖိုးစော်ရဲ့ကဲကြည့်အာအာရရာရှိတဲ့သူနဲ့ဆက်ဆက်ဆူဆူနိုင်တဲ့သူ အချင်းချင်းကြတော့လိုက်ဖက်ညှိလိုက်ကြတာဗျာမตาအိမ်နဲ့ဖဲဝိုင်းကြနေရပဲဖိုးစော်ကအန်တီလှတို့ဖះရှိခိုးပြီးမြစ်တာပို့ရင်နာမည်တက်ပြီးတော့ရေစူးမြစ်တာပို့ကြရင်မဟုတ်လား ဥပမာကျွန်တော်အတွက်မြေတားပို့ရင် မောင်ဖိုးစောလေးစမ်းပါပါစေချမ်းသာပါစေဆိုတာမျိုးပေါ့အေးဟုတ်တယ်လေဒါဆိုရင်အန်တီလာမသိပဲကျွန်တော်ကနမေပြောင်းလိုက်တယ်ဆိုပါစို့ကြော်ဟင်းဆိုပါတော့ဗျာအဲ့ဒီစကားကြားရတော့အန်တီလာကချက်ချင်းမျက်နှာအိုသွားတယ်ပြီးတော့ခေါင်းခါခါလဲခါခါနဲ့မင်းနဲ့ကိုယ်တခြားနမေပြောင်းပါလားအလှကအဲ့ဒီကြော်ဟင်းဆိုတဲ့မင်းသားကိုတိတ်ကြိုက်တာအခု အင်းမင်းယုံကြည်နေဆိုတော့ဟာတကယ်ပြောင်းတာမဟုတ်ဘူးလေဗျာဥပမာပြောတဲ့ဟာကိုခမကြီးကလေဩအေးအေးဒါဆိုပြီးရောဆက်ပြောဆက်ပြောဖိုးစော့ကချက်ချင်းဆက်မပြောသေးပဲခန့်ခန့်ညာညာဖြစ်သွားအောင်ချောင်းတစ်ချက်ဟန့်လိုက်သေးတယ်ဗျာပြီးတော့မှအဲ့ဒီမှာကျွန်တော်နာမည်ကချော်ဟင်းဖြစ်သွားပြီဒါကိုအန်တီလာကမသိဘဲ အရင်အတိုင်းမောင်ဖိုးစွန်လေးကျမ်းမာ ချမ်းသာပါစေဆိုပြီးမြစ်တာပို့ရင်အဲ့ဒီမြစ်တာကိုကျွန်တော်ရပါမလားဟင်မရဘူးဆိုရင်ကောအဲ့ဒီမြစ်တာတွေကဘေးကုန်လျှောက်သွားတဲ့တော့ဗျအေးဒါတော့ဖိုးစွန်မွက်ကြားရဲ့ဒေသနာတော်ကအမတန်မှ တိမ်မွေ့နန်းနေတယ်မဟုတ်လားဗျာအန်တီလာတယောက်ဘေးပြန်ဖြေနိုင်မှာတော့ခေါင်းကုပ်ပြီးအာတီအာထစ်ဖြစ်နေရှာတော့တာပေါ့ဗျာကျကျအရာသာကြည်တော်မူကြပါတော့ မဟာတွေးခေါ်ပညာရှင်ကလေးဖိုးစောဆိုတာအဲ့ဒီလိုအေးမေရအဖက်မေရကိစ္စပေါင်း16000ကိုအချင်းကုန်ခံပြီးထိုင်ထိုင်စဉ်းစားနေတတ်တဲ့ကောင်မျိုးပြအေးသူ့ရဲ့ဒေသနာတော်ကို나ယူနေတဲ့သူတွေကလည်းခေသူတွေမှမဟုတ်တာဗျာလင်းအောင်ဖျောင်းတိုင်းကုမ္ပဏီပိုင်ရှင်ကြီးရဲ့ကတော်ဒေါ်ပုကျွဲကလည်းသူ့ညံ့မိတလောက်တော့ဝင်ဆွေးနွေးရှာတာမောင်ဖိုးစောပြောတာစဉ်းစားစရာပဲကွအရာကြောင့်လူတွေကနမေပြောင်းရင် သတင်းစာမှထည့်ပြီးကြော်ညာကြတာပေါ့မြေတားပို့ရင်နမိတ်မမအောင်လို့ထင်ပါရဲ့ရှင်လိုက်ကြရတာဆိုတာဗျာတအိမ်နဲ့တအိမ်ကပြစ်သိက်ကြက်ညံ့နေအောင်စောင့်ထားတော့ဟိုဘက်နဲ့ဒီဘက်ဆိုတာဝါထရံလောက်ပဲခြားတာသူတို့ပြောသည်မအကုံချားနေရတဲ့ကျွန်တော်တို့အုပ်စုကကျမ်းပြင်ပေါ်လူးလှိမ့်ချင်းတော့ချင်းလိန်ပုတ်ပြီးတော့ကိုရီးကြတာအောင်မဲမပြီးသေးဘူးဗျာ လင်းအောင်ဖျောင်းတိုင်လုပ်ငန်းကြီးရဲ့အမှုဆောင်အရာရှိချုပ် CEO ဦးခွေးနေက သူ့မိန်းမကိုလှမ်းပြီးဟန့်နေတဲဒီမိန်းမဟာစောင်းမန်းမသိကံမှန်မသိဝင်ဝင်ပြောနေငါထလှုပ်လိုက်ရနားတော့မေဒီမဲမောင်ဖိုးစောရဲ့မောင်ရင်ပြောတဲ့ကိစ္စကိုဟိတကက်စမ်းကြည့်တဲ့တတ်တော်ဝါတော်ရဆရာတော်ဖရာကြီးတွေနဲ့တွေ့မှမိလျှောက်ကြည့်ရအောင်မေတော်ပါသေးရဲ့ဗျာကံကောင်းနေစိုးရမှာပဲ ဒီရက်ကွက်လေးတွေကို ပိတကတ်ကျန်းကြည့်တဲ့တတ်တော်ဝါရော်ရဆရာတော်ဖះကြီးပြီးတပားမှမကြွကြဘူး